お先に失礼します。あ、お疲れ様でした。お疲れ様。လုပ်ငန်းခွင်တုံးအတုံးလုံးလေးပေါ့နော်လုပ်ငန်းခွင်မှာတော့ခွဲခွာတဲ့အခါကျရင်ဘယ်လိုနှုတ်ဆက်ရမလဲလေလာကြည့်ရအောင်လုပ်ငန်းခွင်မှာတော့ကောင်းမလေးကဘယ်လိုနှုတ်ဆက်သွားလဲဆိုတော့ 大阪市に失礼します。大阪ソラがあい。あら、あい失礼しますが、訓ぴゅばおう。ပြောခြင်းတဲ့အဓိပ္ပာယ်ကအရင်ပြန်ခွင့်ပြုပါအောင်လို့ပြောခြင်းတာဖြစ်ပါတယ်။အဲ့တော့ကိုကအရင်ပြန်မဲ့သူဆိုရင်ဘယ်လိုနှုတ်ဆက်ရမလဲဆိုတော့အိုဆာကီနီရှီဆူရေရှီမက်စ်တို့နုဆာယာမာဖြစ်ပါတယ်နောက်တစ်ခါလောက်ဆိုကြည့်ရအောင်အိုဆာကီနီရှီဆူရေရှီမက်စ်တို့နုဆာယာမာဖြစ်ပါတယ်အဲ့တော့ ပြန်မဲ့သူကတော့အရင်ပြန်ခွင့်ပြုပါအောင်လို့နှုတ်ဆက်တာပေါ့နော်အဲ့တော့ယုံမှကြံနေတဲ့သူကရောဘာပြန်ပြောရမှာလဲအဲ့တော့ယောက်ျားလေးကအိုစုခါရဲဆာမဒေရှတာပင်မန်းသွားပါပြီဒီနေ့ကတော့အရန်ကိုပဲစူးစမ်းလုဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ပင်မန်းသွားပါပြီဆိုတဲ့အဓိပ္ပာယ်မျိုး ဖော်ဆောင်ပါတယ်နော်အဲ့တော့ဒါကယုံမှကြံရှိနေတဲ့သူက ပြန်တော့မဲ့သူကိုဘလို့နှုတ်ဆက်ရမလဲဆိုတော့ အိုဆုခါတဲ့စာမဒေသလို့နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။ယောက်ျားလေးကအိုဆုခါတဲ့စာမဒေသလို့နှုတ်ဆက်တော်ညာလေဒီဘက်ကမိန်းမကြီးကအိုဆုခါတဲ့စာမလို့ပဲသုံးပါတယ်။အနောက်မှာဒေသမပါပါဘူး။ဘာလို့လဲဆိုတော့ဒေသပါလို့ရှိရင်တော့ ပို့ပြီးတော့မှယဉ်ကျေးသွားပါတယ်အဲ့ဒီတော့ယောက်ျားလေးရောကောင်းမလေးနဲ့လှုပ်ဖော်ကြိုင်မဲ့ဖြင်ဖြင်မဒါမှမဟုတ်ရင်ကောင်းမလေးထက်အငယ်ဖြင်ဖြင်မပေါ့နော်အဲ့တော့ယောက်ျားလေးရောယဉ်ယဉ်ကျေးကျေးနဲ့အနောက်မှာ dash တဆိုတဲ့အတုံးလုံးလေးပါထည့်သုံးပါတယ်ဒီဘက်ကမိန်းမကြီးရကြတော့သူကယာဓုကြီးရဲ့သူဖြစ်ပါတယ်အဲ့တော့ယာဓုကြီးရဲ့သူကယာဓုငယ်တဲ့သူကုထက်ငယ်တဲ့သူကိုအယမ်းယဉ်ကျေးစရာမလိုပါဘူးအဲ့ဒီအတွက်ကြောင့်မိန်းမကြီးကပြန်နှုတ်ဆက်တဲ့အခါမှာတော့ အိုစုခါရဲဆာမပင်မန်းသွားပါပြီလို့နှုတ်ဆက်လိုက်တာဖြစ်ပါတယ်။အဲ့တော့ဆ iam မကျောင်းသားတွေကကိုကအရင်ပြန်တဲ့သူဆိုရင်ဘယ်လိုနှုတ်ဆက်ရမှာလဲ။ရုံးမှာကြံနေမဲ့သူဆိုရင်ဘယ်လိုနှုတ်ဆက်ရမှာလဲ။ဒီနှုတ်ဆက်တဲ့အတုံးလုံးလေးကိုလည်းစက်ထားရမှာဖြစ်ပါတယ်နော်။